မင်္ဂလာပါဘာမားရီဗော်လူရှင်းမှကြိုဆိုပါရစေမြောင်းရဝီမျိုးနဲ့ KK ပတ်မှကြားပြတရုတ်တထိန်မြတ်ပါဝဲအရေးပါသူများကို BGM ဆော့ရှစ်သူ တင်ဝဲနဲ့မုတ်တုံတို့ကခေါ်ထုတ်ပြီးခိုလုံဝဲပေးထားကြတဲ့တင်းကိုတင်ဆက်ပေးပါကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်မြောက်ရီမြို့နယ် KK ပတ်မှာကြားဖြန့်လက်ကြီးတရုတ်လုပ်ငန်းရှင်များပါဝင်အရေးပါသူများကိုစစ်တပ်လက်အောက်က ကရင်နေသားဆောင်တဲ့ BGM ဆော့ရှစ်သူတင်ဝင်းနဲ့မောက်တုံတို့ကခေါ်ထုတ်သွားပြီးရွှေကုတ်ကိုအပါဝင်ကရင်ဒီနဲ့ထိုင်းမြန်မာနယ်ကမြဝေနုနဲ့ KK ပတ်မှာကြားဖြန့်လက်ကြီးတေယုံလုံးနဲ့ရှင်များအပါဝင်အရေးပါတရားကိုစစ်တက်လက်အောက်ကကရင်နေသားဆောင်က BGM ဆော့ရှစ်သူတင်ဝင်းနဲ့မောက်တုံတို့ကခေါ်ထုတ်သွားပြီးရွှေကုတ်ကိုအပါဝင်လေးကင်းရနေရများပဲခိုးလုံးဝင်ပေးထားကြောင်းကရင်စစ်ရေးတရေမြင့်ကပြောဆိုပါတယ်အော်တိုဘာ22ရက်နေ့ကလေးက BGM ဆော့ရှစ်သူတင်ဝင်းနဲ့မောက်တုံတို့က KK ပတ်မှကြားဖြန့်သေးဥတတိများအွန်လိုင်းဤပညာဆိုင်ရာပညာရှင်များအပါအဝင်အရေးပါသူများကိုခေါ်ထုတ်သွားပြီးတရှုံမှာချွေကုန်းကိုတွင်ရောက်ရှိကတရှုံမှာ BGF ကအထူးစီစဉ်ပေးထားတဲ့နေရာတွေမှာယာယီခိုးလုံနေကြကြောင်းသိရှိရပါတယ်။ KK ပတ်ကကြားဖြန့်သေးဥတတိ၏ ID ပညာရှင်တွေနဲ့အရေးပါသူတွေကိုအော်တိုဘာလ22ရက်လောက်ကတည်းက BGF ကအကုန်ကော်ထုတ်သွားပြီးရွှေကုန်းကိုခရီးသုံးစုနဲ့ BGF နယ်မြေတွေမှာရွှေ့ထားပေးတယ်။အခုထိုင်းဘက်နဲ့မြောက်ဥတီဘက်ကိုထွက်ပြေးနေရပြီကဘလုတ်သမားနဲ့အလုတ်ကြီးချက်ရေးစားတဲ့လုပ်ငန်းလေပတ်တဲ့သူတွေပဲ။အဓိကအရေးကြီးပုံကိုတွေက BGF ကဗိုလ်တင်ဝင်းနဲ့စီမံမှုနဲ့လုံခြုံတဲ့နေရာတွေကိုရွှေ့ပေးပြီးသွားပြီး KK ဘက်ကိုစစ်တကဝင်စီးမယ်။နှင်းလုံးမယ်ဆိုတာတွေကစစ်တပ်နဲ့ BGF ညှိနှိုင်းပြီးလုပ်ကြတာလို့ခရင်စည်ရေးတရေမြစ်ကပြောဆိုပါတယ်။ ကေကေပတ်မှအကြားဖြန့်တရုတ်တထေးများအပါဝင်အရေးပါသူများကို BGF ကအထူးစီတဲ့ဖြစ်ရွှေပြောင်းပေးရမှာများပြီး2.5ဂိတ်တင်ငန်းကြီးနောက်ဂိတ်ကော့ဂိတ်ကိုတိုင်ဂိတ်ကျုံဒိုးဂိတ်အပါဝင်စစ်တပ်ဂိတ်များလမ်းကြောင်းခွင့်ပေးထားကြောင်းသိရှိရပါတယ်လက်တော်ထိုင်းနယ်ဇက်ဘက်ကိုထွက်ပြေးနေကြတဲ့တရုတ်အပါဝင်နိုင်ငံများသား900ကျော်ရှိနေပြီးထိုင်းနိုင်ငံကထွက်ပြေးလာသူများကိုစစ်စစ်ရှင်း ကြာရီခိုးလုံနိုင်သောနေရာများစီတင်ပေးတဲ့နဲ့အရေးကြီးဆောင်ရွက်မှုများလှုပ်ဆောင်ရင်စီရင်ကောက်ယူခြင်းများလှုပ်ဆောင်ရရှိကြခိုင်းတည်များကပေါ်ပြပါတယ်။ထိုင်းနိုင်ငံမဲဆောက်မျိုးဘက်တို့မြောက်ဝီမြို့နယ် KK ပတ်မှခွဲပြေးလာတဲ့နိုင်ငံသားများအများစုမှာပြည်ုံနိုင်ငံသားများဖြစ်ကြောင်းလက်ရှိတာခရိုင်လူဝင်မှုကြီးကြပ်ရေးကလည်းစီစဉ်မှုများလှုပ်ဆောင်နေသည့်တပ်ဆိုင်ရန်တရုတ်တန်ယုံများနဲ့ရှိတ်ဆက်ဆောက်ရွက်ရတဲ့အစီအစဉ်ရှိကြောင်းစီစဉ်မှုများမှာပါဝင်ကူညီပေးနေတဲ့ တရုတ်မြန်မာထိုင်းစကားပြန်တရှို့ထံမှသိရှိရပါတယ်။စစ်တပ်ကလည်း KK ပန်းမနိုင်ငံခြားတာ138ဦးကိုဖမ်းဆီးရရှိထားကြောင်းဒီမနေ့ညပိုင်းသတင်းထုတ်ပြန်ပါတယ်။ KK ပန်းမ BTR ကအဓိကလုံခြုံရေးတာဝန်ယူတည်ဆောက်ထားတဲ့ online ကြားပြန့်စင်တာတစ်ခုဖြစ်ပြီးမြပရီမြို့နယ်မဲထော်တလေးကြီးရွာအနီးဖိုင်းမြန်မာနယ်စပ်တောင်းရင်မြစ်ကမ်းပေးတွင်တည်ရှိရလို့သတင်းရရှိပါတယ်။ ဒုတိယသတင်းတပုတ်အနေနဲ့နိုင်ငံတော်မဲဆင်းရဲ့စစ်ဆေးသူများပြားကြောင်စစ်တပ်ကဓာတ်ပုံများသည့်တင်ပြခိုင်းလို့တောင်ရပ်ပွက်ကျေးရွာအုပ်ချုပ်ရေးမှုများကနေသားများခေါ်ယူလူစုလူဝေးပုံစံဖန်တီးကမဲဆင်းစစ်ဆေးနေတယ်လို့လိန်နဲ့တင်ပြစစ်ဘေးရှောင်များကိုမဖြစ်မနေမဲပေးခိုင်းနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံတော်ရေးကောက်ပွဲအကွက်မဲဆင်းစစ်ဆေးသူများပြားကြောင်စစ်တပ်ကဓာတ်ပုံများဖြင့်တင်ပြခိုင်းလို့တောင်ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှုများကနေသားများခေါ်ယူပြီး ်လူစုလူဝေးပုံစံဖန်တီးကလိမ့်နဲ့တင်ပြနေရကြောင်းမြို့နဲ့ထွေအုပ်တည်အရင်မြစ်တို့ကပြောဆိုပါလေပရမအကျိမဲစင်ထုတ်ပြကျင်ညာပြဲနောက်စစ်တကမဲစင်များကိုပြည်သူများကအုံလိုက်ကျင်းလိုက်လာရောက်စစ်ဆေးကြရထွေအုပ်များကိုဖိအားပေးခိုင်းတွေကြောင်းထို့သောပြည်သူများကမဲစင်များလာရောက်စစ်ဆေးတဲ့ဓာတ်ပုံများကိုလည်းစစ်တကခံကိုတင်ပြရတဲ့ပြန်ကြားရေးဝန်ကြီးဌာနတို့လည်းပေးပို့ကြရဖိအားပေးကြောင်း မဲဆင်းလာရောက်စစ်ဆေးတဲ့တပ်ပေါ်များမတင်ပြပါကမြေတီအတော့ကြောင့်မဲဆင်းစစ်ဆေးသူနေပါရတဲ့ဆိုတဲ့ထုရှိရွာများတင်ပြခိုင်းကြောင်းရက်ကွက်နဲ့ကြေးရွာအုပ်ချုပ်ရေးများမှာမိသားဖြစ်လူများခေါ်ယူ၍မဲဆင်းစစ်ဆေးတဲ့ပုံစံတပ်ပေါ်များလိန်နေရိုက်ကူးတင်ပြကြကြောင်းတရင်ရရှိပါတယ်မဲဆင်းစစ်ဆေးသူ90ရာခိုင်နှုန်းမကျော်ရင်ရက်ကွက်မြို့နဲ့အုပ်ချုပ်ရေးမှုများကိုဖြည့်ရှင်းတဲ့ထုရှိပါပင်ခိုင်းလို့တပ်ပေါ်တွင်လိန်နေရိုက်ကူးပြီးတင်ပြကြရတဲ့အုပ်ကြီးတွေကဈေးတွေတွေဘေးတွဲမောင်းနေ ြည်သူစစ်တွေဆဲအမှုယာအမှုမိသားစုတွေနဲ့အဲ့ဇင်းလာပါတဲ့ဘက်ကိုလူစုလူဝေလောက်ခိုင်းပြီးမဲဇင်းလာရောက်စစ်ဆဲသူများပြားတယ်ဆိုတဲ့ဓာတ်ပုံတွေရိုက်ကြတယ်။နေမီတတ်မှုနဲ့သက်ဆိုင်ရာမြို့နယ်ပြည်သူဆက်ဆက်ရေးနဲ့ပြန်ကြားရေးရုံးတွေစီပေးပို့ရတယ်လို့မြို့နယ်ခရိုတ်တရင်ရင်မြို့တကူကရှင်းပြထားပါဗျာ။ရမွန်တိုင်းအတွင်းတို့အခြားဒေသများမှာစစ်ပေးဆောင်လာတဲ့စစ်ပေးဆောင်ပြည်သူများရဲ့လူဦးရေစင်းများကိုလည်းရန်ကုန်လက်ခွေအုပ်ကကောက်ယူနေပြီးထောက်ပံ့ငွေနဲ့အစားအသောက်များပေးရန်အောင်စုက ဆန္ဒမဲပေးရမယ့်၆ပါးများကိုဖြစ်တင်ခိုင်းနေကြောင်းသိရှိရပါတယ်။အခြားနေရာကစစ်ဘေးရှောင်လာပြီးရန်ကုန်တကောက်စီးရင်မရှိရင်ရက်ွက်ရုံးမှာဖောက်ပြစ်ခိုင်းတဲ့ပရမတော့ထောက်ပံ့ငွေပေးမယ်ဆိုပြီး၆ပါးဖြစ်ခိုင်းတယ်။တကယ်ဖြစ်ရတဲ့၆ပါးတွေကမဲပေးရမယ့်၆ပါးတွေဖြစ်နေတယ်။အဲ့ဒီခေါင်မဖြစ်ရက်ွက်ထဲမှာနေခွင့်မပေးဘူးဆိုတာမျိုးလုပ်လို့ဟောက်ကြည့်ပေးခဲ့တယ်လို့မရန်ကုန်မြို့နယ်မှာနေထိုင်ခဲ့တဲ့စစ်ဘေးရှောင်ပြည်သူတို့ကပြောဆိုပါတယ်။ရန်ကုန်မြို့နယ်မှာနေထိုင်တဲ့စစ်ဘေးရှောင်ပြည်သူများအားလုံးက မိမိတို့ရောက်ရှိနေတဲ့မြို့နယ်များမှာဆန္ဒမဲပေးရမယ်လို့သက်ဆိုင်ရာရပ်ကွက်နဲ့ကြေးရွာအုပ်ချုပ်ရေးအဖွဲ့များကတရားဝင်ထုတ်ပြန်ပြောဆိုပဲရရဲ့ပြအသက်90နှစ်အထက်တက်ကြီးရွယ်အိုများကိုလည်းကြိုတင်မဲဆန္ဒပေးရမယ်ဟုဆိုကရပ်ကွက်နဲ့ကြေးရွာအုပ်ချုပ်ရေးအဖွဲ့များကတက်ကြီးရွယ်ကိုစင်ကောက်ယူနေကြောင်းဒီဇင်ဘာက28ရက်နေ့မတိုင်မီနေအိမ်များအထိကြိုတင်မဲလိုက်လံကောက်ခဲ့မယ်လို့အတိပေးလာတဲ့ရန်ကုန်မြို့နယ်ပြည်သူများထံမှစုံစမ်းသိရှိရပါမြောက် နောက်ထုံးသတင်းတပုတ်အနေနဲ့ရွှေဘုံမြို့နဲ့တောင်စခန်းအနီးတွင်စစ်တပ်က PDF တပ်မှုကိုမျိုးအောင်ကိုအရှင်ဖမ်းမိတော့လေဦးကောင်းကိုတနပ်ပြစ်ပြက်ခတ်တတ်သွားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းရွှေဘုံမြို့နဲ့တောင်စခန်းအနီးမှာအကြမ်းဖက်စစ်တပ်က PDF တပ်မှုကိုမျိုးအောင်ကိုအရှင်ဖမ်းမိတော့လေဦးကောင်းကိုတနပ်ပြစ်ပြက်ခတ်သွားကြောင်းမိသားစုဝင်များကတော့ဆိုပါလေ။အော်တိုဘားလ၁၉ရက်နေ့မှာရွှေဘုံမြို့နယ်ရှားတော်ကျေးရွာတောက်စကန်အနီး ကင်းပန်းနေတဲ့ PDF ရဲဘော်များပေါ့အကြမ်းမဲ့စစ်တပ်ကဝင်ရောက်ပစ်ခတ်ခဲ့ခြင်းကြောင့်ချွေဖို့ခရိုင်အမှန်ငါတိတ်ရင်တက်ခွဲနှစ်မှတမှုကိုမျိုးအောင်ကိုကြည်ထိမှန်ခဲ့ပြီးစစ်တပ်ကအရှင်ဖန်းစီရရှိခဲ့ကြောင်းသိရှိရပါတယ်။အရှင်ဖန်းစီခဲ့နိုင်တော့ကြအကြမ်းမဲ့စစ်တပ်များကဦးကောင်းကိုတနက်ဖြစ်သုံးချက်တိတ်ပစ်ပြီးတက်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်းအိမ်နောက်မှာရုံလောင်းကို၎င်းနေရာ၌စွန့်ပစ်ခဲ့ပြီးတောက်စကန်အနီးမှာတက်ဆွဲနေထိုင်ခဲ့ကြောင်းသိရှိရပါတယ်။အော်တိုဘာလ16ရက်နေ့မွန်းလ2နာရီကျော်ခန့်မှာ ကော်လန်ရေးတပ်ဖွဲ့များကရုပ်အလောင်းကိုပြန်လည်လူယူရသွားရောက်ယူဆောင်တဲ့ပြစ်ခတ်မှုရဖြစ်ပွားခဲ့ပြီးရုပ်အလောင်းကိုပြန်လည်ယူဆောင်နိုင်ခဲ့ကြောင်းသိရှိရပါတယ်။ကိုမျိုးအောင်ကကင်းပတ်ပြီးတော့ကင်းလိုက်စစ်နေတဲ့အချိန်မှာစစ်ခွေးစစ်ကြောင်းကတက်လာလို့ကင်းကြနေတဲ့ရဲဘော်တွေကိုတရိသွားပေးတဲ့အချိန်မှာပြစ်ခတ်ခံရတာသူ့ဝမ်းပိုက်ကိုကြည်ချင်းမဲ့သွားပေမဲ့ရဲဘော်တွေကသူ့ကိုထားခဲ့ပြီးပြေးခိုင်းတာသူ့ကိုစစ်ခွေးရအရှက်ဖမ်းမိကြပါ။အဲ့ဒါကိုဒီကောင်မသိသေးဘူးဆိုပြီးဦးကောင်းကိုတနက်နဲ့၃ချက်တေးပြစ်ပြီး ရုပ်အလောင်းကိုပြန်လဲကောက်ယူဖို့သွားတဲ့အချိန်ဒီစစ်ခွေးတွေကတက်ဆွဲထားတော့ဆိုတော့ပြက်ခတ်မှုတွေကြားတဲ့ကဘူအလောင်းကိုရအောင် ကောက်ယူနိုင်ခဲ့တယ်ဘူးတိရပါတယ်ကိုမျိုးအောင်ရဲ့မိသားစုဝန်တို့ကပြောဆိုထားပါတယ်ချွေဘိုဖရာအမှတ်ငါတရင်တက်ခွဲနှစ်မှတက်စိတ်မှုကိုမျိုးအောင်ရဲ့ရုပ်အလောင်းကိုပြန်လဲကောက်ယူနိုင်ခဲ့တဲ့နောက်အော်တိုဘာလ16ရက်နေ့မှာတော်လန်ကြီးတပ်ဖွဲ့ဝင်များကအမိတ်ပြန်ပြီးညင်ညွတ်တူပေးခဲ့ကြောင်းဒရင်ရရှိပါညာ